te pa ti muene ma la zombe me na na lo tenare go where be me ya muene ma so don't the kind of plan when ni radio de zen fun ye brite mya a lo me mingla ba shin အမတ်တရားနေ့အစီအစဉ်အားနေ့ဒီကနေ့ဇွန်လ16ရက်နေ့မှာမွေးနေ့ပြင်းပြောက်ကြတဲ့မွေးနေ့ရှင်တွေအားလုံးနဲ့အတူတူချစ်သူဆုံးတွဲမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပန်းဝေတောင်းဆိုပေးထားတာတွေကိုထုံနဲ့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်။ တ်တရားနေ့အစီအစဉ်အားနေပြမဆုံးဆူတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့နေပြည်တော်ကတက်ကြွကြီးနေမျိုးဦးရဲ့ဒီနေ့မှပြင်းပြောက်တဲ့33ပြည့်မွေးနေ့အတွက်ကိုပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။တက်ကြွကြီးနေမျိုးဦးရဲ့ဒီနေ့မှပြင်းပြောက်တဲ့မွေးနေ့အတွက်ကိုတော့နေပြည်တော်မှာနေတဲ့ဇနီးမသူစာအီတမီးဝင်းနေရီလွှာတို့ကပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်ရှင်။ ဒီတကားဆူတောင်းပေးရမယ့်မွနေရှင်ကတော့ရန်ကုန်မှာနေတဲ့မောင်လေးဟိန်းပြည့်ကျုံရဲ့ဒီနေ့မှပြင်ပြောင်းတဲ့32နှစ်ပြည့်မွနေအတွက်ကိုပါဝင်တောင်းဆိုလာတာဖြစ်ပါတယ်။မောင်လေးဟိန်းပြည့်ကျုံရဲ့ဒီနေ့မှပြင်ပြောင်းတဲ့မွနေအတွက်ကိုတော့ရန်ကုန်မှာနေတဲ့မေဖူဖူတန်းကပါဝင်တောင်းဆိုလာတာဖြစ်ပါတယ်။အမတရားနေ့အစီအစဉ်အားနေအခုနောက်ဆုံးဆူတောင်းပေးရမယ့်မွနေရှင်ကတော့ မိတိလာမာနေတဲ့မောင်လေးလင်းခန့်အောင်ရဲ့ဒီနေ့မှပြေးမြောက်တဲ့26နှစ်ပြည့်မွေးနေ့အကြော်ကိုပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။မောင်လေးလင်းခန့်အောင်ရဲ့ဒီနေ့မှပြေးမြောက်တဲ့မွေးနေ့အကြော်ကိုတော့မိတိလာမာနေတဲ့တငယ်ချင်းတွေဖြစ်ကြတယ်။အောင်ကျော်ငိမ့်ချမ်းချမ်းသိန်းစောစောသိန်းဇင်းယောတာနွေနီဆိုးတို့ကနေပြီးတော့ပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်ရှင်။ဒီနေ့မှမွေးနေ့ပြေးမြောက်ကြတဲ့နေပြည်တော်ကတက်ကြွကြီးနေမျိုးဦးရန်ကုန်ကမောင်လေးဟိမ့်ပြေကျော် မိတိလာကမောင်လေးလင်းခန့်အောင်တို့ရဲ့မွေးနေ့အကြွားကိုအမတ်တရားနေ့အစီအစဉ်အားနေပြီးတော့မွေးနေ့စုမုံကောင်းလေးတောင်းစုပြုပေးကြပါရစေ။တာယာပြိုရွှေမွေကောင်းတဲ့မွေးနေ့ရမျက်လေးဖြစ်ပါစေ။အလောက်ကိုင်းတွေအားလုံးလည်းအဆင်ပြေပါစေလို့မွေးနေ့စုမုံကောင်းလေးတောင်းစုပြုပေးလိုက်ပါရစေ။အမတီယာနေ့အစီအစဉ်မှာမွေးနေ့ရှင်တွေအတွက်ပန်းဝင်တောင်းစုပေးထားတာတွေကိုထုံးတွင်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ချစ်သူဆုံးတွဲမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပောင်ဝေတောင်းစုပေးထားတာတွေကိုထုံနဲ့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်။ စ်သူဆောင်တွင်မင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုလာတဲ့ပရိသတ်ကတော့ပြည်မျိုးမာနေတဲ့တိန်စာနောင်ပဲဖြစ်ပါတယ်။သူကတော့သက်ဆိုင်သူစောင်းနှင်းသူနဲ့ဒီနေ့မှပြည်မျိုးတဲ့ကိုလာပြည့်ချစ်သက်တန်အတွက်ကိုကိုယ်တိုင်ပဲပါဝင်တောင်းဆိုထားပါတယ်။သက်ဆိုင်သူအတွက်စကားလက်ဆောင်လေးရတော့အရင်ချစ်ပါတယ်ဆိုပြီးစကားလက်ဆောင်လေးပေးထားပါတယ်ရှင်။ အမတရားနေ့အစီအစဉ်အားနေ့အခုနောက်ဆုံးပါဝင်တောင်းစုလာတဲ့ပရိသတ်ကတော့နေပြည်တော်မှာနေတဲ့တီတာဦးပဲဖြစ်ပါရယ်။သူကတော့သက်ဆိုင်သူပြေဆုံးဖြူနဲ့ဒီနေ့မှပြေးမြောက်တဲ့တနေ့နဲ့၅လပြည့်ချစ်သက်သက်အတွက်ကို ကိုယ်တိုင်မဲပါဝင်တောင်းစုထားပါရယ်။သက်ဆိုင်သူအတွက်စကားလက်ဆောင်တွေကတော့အမြဲဆုံးနှိစက်ဖို့အတွက်ကိုတဲ့နှစ်ယောက်အတူတူစူးစမ်းကြမယ်တဲ့တယောက်ပေါ်တယောက်နားလည်မှုများစွာနဲ့ရှေ့ဆက်ချက်သွမ်းကြမယ်ဆိုပြီးစကားလက်ဆောင်တွေပေးပေးထားပါရယ်ရှင်။ ဒီနေ့မှနှစ်ပတ်လည်ပြည်မြောက်ကြတဲ့ခြေသူစုံတွေရိအားလုံးပဲဒီနေ့နှစ်ပတ်လည်လေးရနေစပြီးတော့နောက်နေ့ပေါင်းများစွာထိချစ်ချင်းများစွာနဲ့လက်တွဲသွားနိုင်ပါစေ။ကျောင်းတော်သမ ्या အခက်ခဲအတားဆီးတွေကိုလည်းအတူလက်တွဲပြီးတော့ဖြေရှင်းနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ပရိသတ်တွေအားလုံးအခုနားဆင်ခဲ့ရတဲ့အစီအစဉ်ကတော့အမတ်တရားနေ့ဆိုတဲ့အစီအစဉ်ပဲဖြစ်ပါတယ်ရှင်။အမတ်ရရနေ့အစီအစဉ်ကိုနေ့စဉ်မနက်9:00ဝန်းကျင်အချိန်တိုင်းမှာထုံးတွင်တင်ဆက်ပေးနေရပါပဲဖြစ်ပါတယ် တစင်ရဖွင့်ပရိသတ်တွေအားလုံးကအမတ်တရားနေ့အစည်းအဝေးမှာကိုရဲ့ချစ်သူခင်သူတငယ်ချင်းမိတ်ဆွေတွေရဲ့မွေးနေ့တွေနဲ့ချစ်သူဆောင်တွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက် ပောင်ဝေတောင်စုပြည်ကျင်နေဆိုရင်တော့နေ့စဉ်မနက်၁၇နာရီကနေ၁၂နာရီအတွင်းဖုန်းနံပါတ်3933 6939 1639နဲ့39ကို8993 9959ကိုမှ3ရက်ကြိုတင်ပြီးတော့ပောင်ဝေတောင်စုပြီးနိုင်ပါတယ်ရှင်။နောက်ဆက်အားပေးခဲ့ကြတဲ့သစင် FM ပရိသတ်များအားလုံးပဲတောင်ရပျော်ရွှင်မွေကောင်းတဲ့နေ့လေးတစ်နေ့ဖြစ်ပါစေရှင်။